တင်းပြက်နေကော်ဖီရနိုင်ရဲ့ဆွဲဆောင်မှုစိတ်သက်ပျော်ဝင်သွားစေမယ့်အရာသာနဲ့ Nescafe ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့မှာပါ Oppo F1s ကို August 18ရက်နေ့ကနေ25ရက်နေ့ထိကြိုတင်အမှားတွေကို လက်ခံခဲ့ပြီး28ရက်နေ့မှာတော့စတင်ရောင်းချပေးခဲ့ကကြိုတင်မှာယူထားသူတွေကို အထူးလက်ဆောင်တွေလည်းပေးအပ်သွားဖို့ရှိနေပါတယ်။ Oppo F1s ကိုစတင်ရောင်းချတဲ့အစီအစဉ်မှာ selfie ဓာတ်ပုံပြိုင်ပွဲအစီအစဉ်လည်းရှိသလိုကန်ဆယ်မဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပြီးအင်ချစ် ရွှေထူးတို့ရဲ့တီးဆိုဖျော်ဖြေမှုနဲ့အကအဖွဲ့တွေရဲ့ဖျော်ဖြေမှုတွေလည်းပါဝင်ခဲ့ပါတယ်။ ကြိုတင်မှာယူထားသူတွေအတွက်ဘလို့အထူးလက်ဆောင်တွေပေးအပ်ခဲ့လဲဆိုတာကိုတော့ကိုဝေဖြူအောင်ကအခုလိုပဲပြောပြခဲ့ပါတယ်။ဟုတ်ရင်လည်းပြောထားတဲ့အတိုင်းပဲပြောမှာပေါ့နော်။ကျွန်တော်ရဲ့ဘာစီလိုနာပေါ့နော်။ limited edition limited edition စောပေါ်အိတ်ဆိုပေါ့နော်။ပြီးတော့သမားတွေကသူ့ခုရင်းနေနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာ။နောက်ပါကြကျွန်တော်တို့ Oppo ကနေတရားဝင်ပေးရမယ်ပေါ့နော်။ Oppo Statistic Package ကိုလည်းဒီပြီးတော့လာမှာ ်တယ်ဗျာဟုတ်ကဲ့ Oppo F1 S ကိုစတင်ရောင်းချတဲ့အစီအစဉ်မှာဝယ်ယူသူတွေအဆင်ပြေကြရဲ့လားကင်မရာကိုအသားပေးရတာကိုလည်းကျွန်တော်သဘောကျပါတယ်။နောက်ပြီးတော့အကြမ်းခံတဲ့ပုံ။ဒီအကြမ်းခံတဲ့ပုံကိုလည်းကျွန်တော်တို့ဟိုဟာဖိုင်နေမှာရှိတဲ့ပရိုမိုတာလေးရဲ့တရားရှင်းပြတယ်။ဘလို့အကြမ်းခံတယ်ဆိုတာကိုလက်တွေ့လည်းပြတယ်။အဲ့လိုမျိုးတွေလည်းကျွန်တော်ကျွန်တော်သဘောကျပါပါတယ်။ဟုတ်ပြောတယ်။အဝူကန်တဲ့တကယ်ကြီးကပြောတယ်။အဲ့ဒါကင်မရာလည်းကောင်းတယ်ဗျာ။အဲ့ဒီအတိုင်းလည်း င်လည်း live ဆိုရလဲကောင်းတယ်တဲ့သုံးကြီးပါလားဗောနော်အဲဒီကော်မတီရတဲ့စိတ်ကူကြီးဆိုတော့ကော်မတီရစိတ်ကူကြီးမို့လို့ရတယ်ဂိမ်းကူးလုံးကြီးရတယ်ဆိုပြောတာဟိုကြီးတာ first time